အာဏာသိမ်းစစ်ကော်မရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကိုစလီလောင်းတွေမဲဆွယ်စည်းရုံးရမယ့်ရက်သတ်မှတ်လိုက်ပေမဲ့မဲဆွယ်ဖို့လုံခြုံရေးအခက်ခဲရှိနေတယ်လို့ငွေညွေးပါတီပြောခွင့်ရနိုင်တန်းရှိကတန်လွင်တိုင်းကိုပြောပါရယ်စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်ပြိုင်မြင့်ကိုစလီလောင်းတွေအတွက်စူဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးမှုတွေကိုအောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ခွင့်ပြုလိုက်တယ်လို့အောက်တိုဘာ15ရက်နေ့မှာကြေညာပါရယ် မင်းရှေကာလတွင်ကိုစလီလောင်းတွင်နေနိုင်ငံရေးပါတီတွေဟာလွတ်လပ်တရားမျှတတဲ့ရေကောက်ပွဲဖြစ်ဖို့အတွက်စုဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးတာတွေကိုသက်ဆိုင်ရာလွှတ်တော်ရေကောက်ပွဲနည်းဦးတွေပါပြဋ္ဌာန်းချက်တွေတိုင်းဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။မွန်ညင်ညွေးပါတီပြောခွင့်ရနိုင်တန်းရှေကတော့ကိုစလီလောင်းတွင်မဲဆွယ်ရမယ့်ရက်ကိုထုတ်ပြန်လာပေမဲ့ကိုစလီလောင်းစင်းတွေမထုတ်ပြန်သေးတာကြောင့်ဘာမှမလုပ်ရသေးသလိုမဲဆွယ်ဖို့အတွက်လည်းလုံခြုံရေးအခက်အခဲရှိတယ်လို့တန်တွင်တိုင်းကပြောပါတယ်။ 啊，一个我看前面的话，表他比我，然后说起来呢，他们过去来人诶，人家是应该的，我没偷便宜的，有时候，咱老来爸妈，哦，没留下的，我做那个包袱，啊，看看不就说西南那嘞，把皮说到。အော်လူလူတွေကလည်းဒီလောလောဆယ်ရုပ်ရောပွားကိုသိဝင်စားမှုအားနေတာတို့ရှိတယ်ပေါ့နော်။ဟိုနောက်ပြီးတော့ကျွန်တော်တို့သွားဖို့လာဖို့လည်းဒီကလည်းဆွေးကစားလည်းကျွန်တော်တို့တစ်ခဲ ရှိတယ်ရွေးကောက်ပွဲကော်မရှင်ကကိုစလီလောင်းတွေရဲ့မဲဆွယ်စည်းရုံးရမယ့်ကာလကိုသတ်မှတ်ပေးလိုက်ပြီးမဲဆွယ်စည်းရုံးစဉ်ကာလအတွင်းကိုစလီလောင်းတွေရဲ့လူလူရင်းနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်ပေးသွားမလဲဆိုတာကိုတော့အခုချိန်ထိထုတ်ပြန်ပြောဆိုတာမရှိပါဘူးစစ်ကောင်းဆောင်ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲမှာပါဝင်မဲ့နိုင်ငံရေးပါတီဝင်တွေကိုစလီလောင်းတွေအနေနဲ့မဲဆွယ်စည်းရုံးနဲ့ကာလကနေမဲပြီးတဲ့ကာလအတွင်းလုံခြုံစွာလုတ်ကင်နိုင်ရေးလိုအပ်တဲ့ကာကွယ်ပေးမှုတွေဆောင်ရွက်ပေးသွားမယ်လို့ပြီးခဲ့တဲ့ ဩဂတ်စနေ့ရက်နေ့မှာပြောဆိုထားပါတယ်။မွန်ပြည်နယ်ချင်းဆိုင်မွန်ညင်ရွေးပါတီဟာစစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုအတွက်ကိုစနေလောင်းနေရာ38နေရာအထိအမတ်လောင်းအမည်စင်းတင်သွင်းထားပါတယ်။မွန်ညင်ရွေးပါတီဟာပြီးခဲ့တဲ့2020အထွေထွေရွေးကောက်ပွဲမှာမေဆန္ဒနေမြေပေါင်း55နေရာအထိဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအဲဒီထဲမှာမေဆန္ဒနေမြေ17နေရာအနိုင်ရရှိခဲ့ဘူးတာဖြစ်ပါတယ်။